မင်္ဂလာပါရှင်ခေတ္တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာသို့ထိုးစစ်ဆင်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှခမာရ338တရင်မှုဒုတိယဗိုလ်မှူးကြီးတန်ရာများဖြင့်တည်ဆုံနေဆိုတဲ့သတင်းနဲ့ဝိုင်းမော်လမြန်ရွာတိုက်ပွဲမှာတနိုင်မြို့နယ်အခြေဆိုင်ခမာရ338တရင်မှုပြင်းထန်ထဏ်ရာရပါတယ်အဲ့ဒါမြကြီးနားကိုကားနဲ့တဲသွားရင်မှလမ်းမှာပဲတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာတို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှခမာရ338တရရမှုဒုတိယဗိုလ်မှူးကြီးမှတိုက်ပွဲအတွင်ရရှိသောဒဏ်ရာများဖြင့်ထိဆုံသွားကြောင်း KIEC ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောဆိုပါရရှင်မနီစက်တင်ဘာ26ရက်နေ့ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာတွင် KIA တပ်နှင့်စစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်တနိုင်မြို့နယ်ခြေဆိုင်ခမာရ338တပ်မှတိုက်ရင်မှုဒုတိယဗိုလ်မှူးကြီးမှဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါတရားရရှိသောတရင်မှုကိုစေကူသပေးနိုင်ရေးမြကြီးနာမျိုးတို့ပြန်လည်တည်ဆောင်စဉ်လန်ခီးတွင်တည်ဆုံသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဝိုင်းမော်လမြန်ရွာတိုက်ပွဲမှာတနိုင်မြို့နယ်ခြေဆိုင်ခမာယာ338မှာတရင်မှုပြင်းထန်တရားရရှိပါတယ်။အဲ့ဒါမြကြီးနာကိုကားနဲ့တက်သွားရင်မှလမ်းမှာပဲတည်ဆုံသွားပါတယ်ဟု KIAC ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ KIA ပူပေါင်းတပ်များက2024ခုနှစ်မလကစပြီးဝိုင်းမော်မြို့နယ်အတွင်းရှိစစ်ကောင်စီဂိတ်စခန်းများကို ကိုစစ်စင်တိမ့်ပိုက်ခရံခလာရ58တန်းမူရန်ပြည်သူစစ်စခန်းမြို့မရဲစခန်းမှလွှဲ၍ဝိုင်းမော်မြို့နယ်အတွင်းရှိစစ်စခန်းများအလုံးကိုတိမ့်ပိုက်ခဲ့ကြောင်း KIA တိမ့်ပိုက်ခဲ့သောစစ်စခန်းများတွင်လမ်းမြန်ဒေသနှင့်မူရန်တခြားမှစစ်စခန်းများလည်းပါဝင်ကြောင်းသိရှိရပါသည်စစ်တပ်ကရခိုင်အော်ဂုလ20ရက်ကျော်ပိုင်းမှစတင်ပြီးလမြန်ဒေသတို့ထိုးစစ်ဆင်လာကြောင်းထိုးတို့ထိုးစစ်ဆင်လာသည့်အတွေ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများလည်းထောက်လျှောက်ဆိုသလိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ဒီဘက်ကထိုးစစ်မစင်ခင်စစ်တပ်ကအင်အားတွေဖြည့်ပြီးသူတို့စခန်းတွေပြန်ရဖို့ထိုးစစ်ဆင်လာတော့ခလာရ58နဲ့ဘူရန်စခန်းဂိတ်တွေမှာသူတို့အင်အားတွေတောက်လျှောက်ဖြစ်တယ်။အဓိကဝိုင်းမော်သိမ်းခံရမှာကြောက်တော့အင်အားတိုးပြီးချလာတယ်။အဓိကလက်မြန်ကိုသူတို့ပြန်သိမ်းကျင်တော့ထိုးစစ်ဆင်နေတော့ဝိုင်းမော်ဘက်ကိုထိုးစစ်မစင်ခင်သူတို့လက်ဦးအောင်တိုက်တာလို့ပြောလို့ရတယ်ဟု KIA စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။စစ်တပ်ကထိုးစစ်ဆင်ခြင်းဤရွေးချက်များတွင်ဝိုင်းမော်မြို့နယ်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရည်ရွယ်ချက်ရှိပုံရကြောင်း ဝိုင်းမော်ဘက်သို့စစ်တပ်ကစစ်အင်အားများဖြည့်တင်းရတွင်စစ်မှုထမ်းတပ်သားတိအများပြပါဝင်နေကြောင်းကိုတွေ့ရကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ကရှင်းလင်းပြောဆိုပါရယ်ဆက်လက်ပြီးလေကီကော်ကိုစစ်ကြောင်းထိုးတဲ့အကြမ်းဖက်စစ်တပ်ကိုယူဟာအမှတ်32ဗိုလ်ကြီးထားပေါ်ဦးဆောင်တဲ့တပ်ပေါင်းစုမှချိန်မုံတိုက်ခိုင်းအကြမ်းဖက်စစ်သားအများပြတိစုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်ကရင်ပြည်နယ်ညဝရီမြို့နယ်လေကေကော်မြို့ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကတပ်သားအများပြတိုက်စုံနေတယ်လို့ PDF ကြက်တင်တဲ့စစ်ကြောင်းကမနေ့ကထုတ်ပြန်ပါရယ် နှစ်ဖက်ပြန်လည်ထိတွေ့ပစ်ခတ်မှုမှာအကြံဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြခဲ့ပြီးတော်လန်ရေးပူပေါင်းတပ်ဖွဲ့မှလက်နက်ခဲယံများသိမ်းပရရှိခဲ့တယ်လို့အသိပေးပါရယ်။အဲ့ဒီတိုက်ပွဲမှာတော်လန်ရေးပူပေါင်းအဖွဲ့မှထိခိုက်ကြဆုံးမှုမရှိဘူးလို့ဆိုပါရယ်။အကြံဖက်စစ်အုပ်စုလက်အောက်ခံတပ်သားများမှမူရစေဝါများသုံးဆွဲပြီးစစ်ကြောင်းထိုးနေတယ်လို့ပြောပါရယ်။အထက်ပါတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ယူဟာမတ်32ဖိုးကြီးတာပေါ်ဦးဆောင်တဲ့ချက်တင်တဲ့စစ်ကြောင်းကော်ဘရာစစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့ပါဝင်တိုက်ခိုက်နေတယ်လို့အသိပေးထုတ်ပြန်ပါတယ် ဆက်လက်ပြီးတဲကုန်းမြို့နယ်တွင်ကျေးရွာများကိုမီးရှို့နေသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်အကြံဖက်စစ်သား၂ဦးထိဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းဤခရိုင်တဲကုန်းမြို့နယ်တွင်ကျေးရွာများကိုမီးရှို့နေသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခရာစစ်သား၂ဦးထိဆုံးခဲ့ကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3601တပ်ရင်းစစ်ထောက်လိုင်းရင်းနှင့်သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ24ရက်နေ့နနက်9:30မိနစ်အချိန်တဲကုန်းမြို့နယ်တင့်နီတော်အုပ်စု ပန်းပင်ကုံကျေးရွာအောင်စီတာရက်ွက်တို့မီးရှို့ပြီးပြန်ထွက်လာသောဆိုင်ကယ်ဆက်လေးစီးပါစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးပြီး၂ဦးထဏ်ရာရရှိခဲ့ကြောင်းရင်းတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်ကောင်စီတပ်ကလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော်လဲတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ကြောင်းသိရပါသည်တော်လရေးတပ်ဖွဲ့များ၏မိုင်းဆွဲတိုက်ခိုက်မှုကြောင့်တေဆုံသွားသောစစ်သားအလောက်များနှင့်ဒဏ်ရာရရှိသူများကိုတဲကုံမျိုးပတ်မှကားဖြင့်လာရောက်တဲဆောင်သွားပြီးရွှေတောင်မြို့ကရင်တရာစေယုံသို့ပို့ဆောင်လိုက်ကြောင်းသိရပါသည် အဆိုပါတိုက်ခိုက်မှုကုံဖြူဟာ27ကိုကဲမှုအောက်ရှိ3600တက်ရင်တက်ခွဲငါမှရဲပေါ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်စစ်ရေးအရှိန်မြင့်တင်လာပြီးဖြစ်ပါသောကြောင်းပြည်သူများအနေဖြင့်အကြံဖက်စစ်ကောင်စီအထိုင်စခန်းစစ်စေးရေးကိစ္စခန်းများကိုရှောင်ကွင်းသွားလာကြပါရန်ဒေါ်လန်ရေးတပ်ဖွဲ့များကမြစ်တာရက်ခန့်အတီးပေးထားပါတယ်။ ဆက်လက်ပြီးရွှေဘုံမြကြီးနားလမ်းမကြီးပေါ်မှာအထိုင်ချထားတဲ့စစ်ကော်မရှင်တပ်သားတွေကို drone နဲ့ပုံသီးကျဲချတိုက်ခိုက်တဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကမ်းပလူမြို့နယ်ရွှေဘုံမြကြီးနားလမ်းမကြီးပေါ်မှာအထိုင်ချထားတဲ့စစ်ကော်မရှင်တပ်သားတွေကို drone နဲ့ပုံသီးကျဲချတိုက်ခိုက်ခဲ့တယ်လို့ F1 အဖွဲ့ထံကသိရပါတယ်။စက်တင်ဘာ25ရက်ကကမ်းပလူမြို့နယ်ရွှေဘုံမြကြီးနားလမ်းမကြီးပေါ်မှပြောတိုင်းရွာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်သားတွေကို drone နဲ့ပုံသီးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်ခံရတဲ့စစ်ကော်မရှင် တပ်သားတွေရဲ့အခြေအနေကိုစုံစမ်းဆဲလို့သိရပြီးတော်လန်ရဲရဲဘော်တွေထိခိုက်မရှိပြန်လည်စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်စင်ရေးအတွင်းသိန်း900ခန့်တန်ဖိုးရှိဒရုန်းတစ်စင်းပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပြီးစစ်ကော်မရှင်ကိုဆက်လက်တိုက်ခိုက်နိုင်ဖို့ငွေကြေးအကက်ခဲဖြစ်ပေါ်နေတဲ့အတွက်ဒေါ်လန်ပြည်သူများထောက်ပံ့ပေးကြဖို့ F1 အဖွဲ့မှမြစ်တာရက်ခံချပါရယ်ဆက်လက်ပြီး KNU တက်မဟာငါနေပြည်သူစစ်ကောင်စီတပ် PGF နှင့်ဗိုလ်ဘီဦးဆောင် DKPA ပူးပေါင်းတပ်များအင်အားဖြည့်တင် အပြင်းထန်ထိုးစစ်ဆင်မည်ဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ KNU အမှတ်၅တပ်မဟာဖာပွန်ခရိုင်မူတော်ခရိုင်တို့ထိုးစစ်ဆင်မည်စစ်ကောင်စီတပ် BGF နဲ့ DGBA ပူးပေါင်းတပ်ဖွဲ့များသည်အင်အားများဆက်တိုက်ဖြစ်တင်းမှုများလှုပ်ဆောင်နေတယ်လို့ KNL သတင်းရင်းမြစ်မှသတင်းဌာနကိုပြောပါတယ်။စစ်ကြောင်းထိုးရန်အင်အားဖြစ်တင်းပြင်ဆင်နေသည့်တပ်ဖွဲ့များမှအကြံဖက်စစ်ကောင်စီတပ်ဘုံမောင်ချစ်ဦးဆောင်သည့် BGF အမှတ်1014တပ်ဖွဲ့များဘိုးလှကြိုင်ဦးဆောင်သည့် BGF အမတ်2013တရင်တက်ဖွဲ့များနှင့်ဘိုဘီဦးဆောင်နှင့် DKBA တက်ဖွဲ့များပူးပေါင်းပါဝင်အင်အားဖြစ်တင်ကထိုးစစ်ဆင်ဖို့ပြင်ဆင်နေပြီး၎င်းတက်ဖွဲ့များသည်ဝါဒူးရွာသို့ရောက်ရှိနေပြီလို့အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်စစ်ကောင်စီပူးပေါင်းတပ်ဘက်ကနေတိုင်းပဲတက်ဖွဲ့တက်ဖွဲ့တူတူလာတယ်လက်ရှိမှာတော့ဝါဒူးမှာအထိုင်ချနေတယ်လက်နက်ကြီးလည်းအဲ့ဒီမှာပြောင်းသုံးခုပါတယ်လက်နက်ကြီးမျိုး၃လက်လောက်ထောင်ထားနေတယ်လို့သိရတယ်သူတို့တရင်နဲ့လမ်းပြင်သွားမဲ့သဘောရှိနေတယ် ဘာလို့လဲဆိုတော့အခုတက်လာတဲ့ကားတွေမှာကက်တရာစီပါ တင်ဆောင်လာတယ်။တက်ရင်လမ်းပြင်ရင်အဲ့လိုအစီအစဉ်ရှိတယ်လို့ယူဆတယ်ဟုအဆိုပါ KNL သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။အခုမြေပြင်မှာထိုးမဲ့စစ်ကြောင်းကိုလက်နက်ကြီးပစ်ကူပါပြင်ဆင်နေတယ်။လက်နက်ကြီးနဲ့ပဲလမ်းကြောင်းရှင်းဖို့ပြင်ဆင်နေတယ်။မရရင်တော့လေရင်ပစ်ကူပါလမ်းကြောင်းရှင်းပစ်ကူပေးဖို့ရည်ရွယ်ထားတယ်လို့အထက်ပါသတင်းရှင်းမြစ်ကဆိုပါတယ်။ အကြံဖက်စစ်ကောင်စီတပ်များသည် KNU တပ်မဟာနေမြေအတွင်လက်လွတ်ဆုံချုံခဲ့သည့်နေမြများနှင့်တပ်စခန်းနေရာအားပြန်လည်ထိန်ချုပ်နိုင်ရန်စစ်ကောင်စီမှကြိုးစားလျက်ရှိနေသည့်အပြင် ကတိုင်တီနှင့်ဖောက်ပွန်ပြူဟာတို့လည်းစစ်ကောင်စီမှကြိုးစားလျက်ရှိနေသည့်အပြင်ကတိုင်တီနှင့်ဖောက်ပွန်ပြူဟာတို့လည်းစစ်ကူများပို့ဆောင်နိုင်ရန် BGF အကူအညီဖြင့်ကတိုင်တီစခန်းသို့စစ်ကောင်စီတပ်ဖွဲ့အင်အားတရာကျော်ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ် ဒီကောင်တွင်စစ်ကောင်စီတန်း BGF နှင့် DKPA ပူးပေါင်းတပ်ဖွဲ့များကိုအပီချမိန်ဖိုလာကြိုင်ကကတိုင်တိကနေပြန်ဆုတ်တုံးကမနေ့ကဒီဇင်ဘာ30 31နေ့မှလာမှတ်မှတ်မိတော့ဘူးတက်မဟာတိကနေအုံတော့ကတဆင့်ညင်ကြီးမှုကိုပြန်သွားပြီးမကြခင်မှာပဲနိုးတပတ်တက်ပြန်ထိုင်နေဟု KNL တက်မဟာငါနှင့်နီးဆက်သူတို့ကပြောပါတယ်ကတိုင်တိစစ်ကောင်စီတက်စခန်းအောင် KNL PDF ပူးပေါင်းတပ်များမှတိုက်ခိုက်ရန် ဝန်းရံပိတ်ဆို့ဖျက်တောက်ခဲ့စဉ်တွင် BGF အမှတ်1033တက်ရင်ဘူလာကျိုင်ဦးဆောင်နှင့် BGF တပ်ဖွဲ့ဝင်များထောက်ခွာနိုင်ရန် KNU KNL တက်မဟာငါတာဝန်ရှိသူထံမှပြန်ဆုပ်ရန်ခွင့်ပြုချက်တောင်းခံခဲ့သည် KNU ဘက်ကလည်းအဆိုပါ BGF တပ်ဖွဲ့ဝင်များကို KNU တက်မဟာတေဒူးတထုခရိုင်ကျက်တောင်းစိတ်လမ်းကြောင်းမှပြန်ဆုပ်ခွင့်ပြုပေးခဲ့သည် ဟိုချိန်တွင်ပိုလာကြိုင်ဦးဆောင်တပ်ဖွဲ့မှမိမိတို့ကရင်အချင်းချင်းမတိုက်ခိုက်ချင်တော့တယ်လို့စစ်ကောင်စီတပ်ဖွဲ့များနှင့်ပူးပေါင်းပါဝင်တိုက်ခိုက်လို့စိတ်မရှိတော့ဘူးလို့လည်းပြောဆိုခဲ့ကြောင်း KNU တပ်မဟာတင်းနှင့်ငားမှတာဝန်ရှိသူတချို့ထံမှသိရပါတယ်ဆက်လက်ပြီးလေကြောင်းကပြစ်ကူယူပြီးထိုးစစ်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းကိုအေအေကဖြိုခွဲပြီးလက်ရည်ကန်ကာကင်းကုန်းတစ်ခုကိုတင်ပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ် လီချောင်းကပြစ်ကူယူပြီးထိုးစစ်ဆင်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းတစ်ခုကိုအာရကတပ်တော် AA ကဖြိုခွဲပြီးနောက်အဲ့ဒီစစ်ကြောင်းဟာနရေကန်ကာကင်းကုန်းတစ်ခုသို့စုတ်ခွာထွက်ပြေးရာ AA ကလိုက်လံတိုက်ခိုက်ပြီးအဲ့ဒီကာကင်းကုန်းကိုပါဆက်လက်သိမ်းပိုက်လိုက်တယ်လို့သတင်းရရှိပါတယ်။ဒေတာရင်းစစ်ရေးသတင်းရင်းမြစ်တစ်ခုကမနီကပထမတက်လာတဲ့စစ်ကြောင်းနဲ့ဖြစ်တဲ့အဲ့ဒီစစ်ကြောင်းပြိုပြီးကာကင်းကုန်းမှာကိုထွက်ပြီးတော့အဲ့ဒီကာကင်းကုန်းမှာဆက်ဖြစ်တဲ့တနေကုန်ပင်အခုတော့ကာကင်းကုန်းကိုပါသိမ်းလိုက်ပါတယ်လို့ပြောပါတယ်။အကြံဖက်စစ်တပ်ဟောင်းသူတို့စစ်ရှုံးပြီး ပေးထားခဲ့ရတဲ့ရခိုင်ရိုးမအရှိချင်းအဆက်နေရာတွေကိုပြန်လည်ရရှိရေးအတွက်အသေးအတန်ကြိုးပမ်းအားထုတ်တဲ့ထိုးစစ်တွေကိုဆင်ရဲနေချိန်မှာအခုလိုကကင်းကုန်းတစ်ခုကိုထပ်မံဆုံးရှုံးလိုက်ရတာလို့သိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။